မင်္ဂလာပါဂျင်းစကစားတဲ့သူတွေဘာတွေလိုအပ်သလဲဆိုပြီးတော့မကြခဏမေးလေရှိတဲ့မင်းကုန်းကို sharing လုပ်ပေးခြင်းပါနံပါတ်1ဂျင်းကစားရင်ဝက်မဲ့ဂျင်းဝက်ဆော်ရဲ့ဖနက်ရဲ့ရေတန့်ဘူးရဲ့ချွေးထွက်ရဲ့တုံမဲ့တာဝါလေးကတော့လိုအပ်ပါတယ်နံပါတ်2တပတ်ကို3ရက်တော့၎င်း4ရက်တော့၎င်းကစားမဲ့ workout beginner program လေးရှိဖို့လိုအပ်ပါတယ်နံပါတ်3ဂျင်းကိုရောက်ပြီးကစားတဲ့ပုံစံ form ရဲ့ technique နည်းစနစ်ရဲ့ကိုဦးစားပေးပြီးတော့ကစားပါနိုင် င်ပြီးပိုင်ပြီဆိုမှအလေးတူးပြီးတော့ကစားပါမဟုတ်ရင် injury ရဖို့များပါတယ်နံပါတ်၄ muscle group ကိုရွေးတဲ့အချိန်မှာကောင်းပေါင်းလို့ခေါ်တဲ့အောက်ပိုင်းထိုင်တာတို့ deadlift ကောက်တာတို့ bench press တို့ကိုဦးစားပေးပြီးတော့ကစားပါနံပါတ်၅ muscle recovery အတွဲကစားပြီးတိုင်း24နာရီကနေပြီးတော့48နာရီကစားထားတဲ့ muscle ကိုအနားပေးဖို့လိုပါတယ်နံပါတ်၅ diet and hydration စားသင့်တဲ့အစားအစာတွေ protein များများ healthy fat ရဲ့ ကစီရီတွေကိုမျှတအောင်စားဖို့လိုအပ်သလိုလုံလောက်တဲ့ခြေလေးတောက်ပေးဖို့လိုအပ်ပါတယ်။နံပါတ်6 sleep ပေါ့နော်။တနေ့ကို6နာရီကနေပြီးတော့7နာရီပုံမဲ့အိပ်ပေးပါမှ muscle recover ဖြစ်ပါမယ်။နံပါတ်9ကျွန်တော်တို့အတွက်အရေးကြီးဆုံးအပိုင်းက patient လို့ခေါ်တဲ့စိတ်ရှည်ဖို့ရ consistency လို့ခေါ်တဲ့ design မှတ်မှတ်လှုပ်ဆောင်ဖို့ရကအခြေခံစကစားတဲ့ကစားသမားတွေအတွက်လေလိုအပ်သလိုကစားသမားတိုင်းအတွက်လေအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။အထူးသဖြင့် လူငယ်ကစားသမားတွေမားလေးရှိတဲ့အမားကကိုကြိုက်တဲ့မားဆယ် group ကိုအချိန်ပြည့်ကစားတာဒီလုံးဝမကောင်းတဲ့အချိန်မှာ muscle imbalance ကိုလည်းမမြမတဖြစ်နိုင်တဲ့အတွက်အဲ့ဒီလိုကစားခြင်းလုံးဝရှောက်ရှောက်ဖို့လိုအပ်ပါတယ်အသုံးဝင်တယ်ဆိုလို့ရှိရင် like and share ထပ်လုပ်ပို့လို့ရပါတယ်စကားမဆက် fitness nation က beginner workout program ရေ over 40ရေ under 40ရေကိုလည်း မကြခင်မှာလှုပ်ဖို့ရှိတဲ့အတွက်စိတ်ဝင်စားတဲ့ဆိုလို့ရှိရင်အောက်မှာ yes ဆိုရယ် comment လေးတော့ရေးပေးပါအောင် thank you for watching fitness nation ပါ